哎。 ရှင်ဒီနေ့ကျမတို့ကလောမျိုးကနေတောင်ကြီးကိုလိုင်းကားလေးစီးပြီးတောင်းမှဖြစ်ပါတယ်ကလောမျိုးဈေးနားမှာရှိတဲ့မြင့်မြတ်တော်ဝင်ကားလေးနဲ့တောင်ကြီးကိုတောင်းမှဖြစ်ပါတယ်လက်မှတ်ကတော့တေချာအောင်လို့မနေ့ကတည်းကအစောဆုံးကားကိုကြိုးပြီးဖြတ်ထားပါတယ်လူနေရွက်တွေဆိုလို့ရှိရင်တော့ကြိုးပြီးဖြတ်စရာမလိုပါဘူးလူပြည်အောင်နဲ့ထွက်တာမလိုပါတဲ့မနေ့ခွန်လိုက်ကားဆိုပေမဲ့လူပြည်အောင်ဆောင်ရင်းနဲ့ခွန်လိုက်15လောက်မှစထွက်ပါတယ်ဒါကတော့ဘဝတန်တရာရဲ့ထားလမ်းဖြစ်ပါတယ် လမ်းတစ်လျှောက်ယူခဲ့နေရလဲစိမ့်ဆုံပြီးတော့တာယာပါတယ် တနအီလောက်မောင်းပြီးရအောင်မှာတော့ရှင်ညောင်မြို့ကိုရောက်ပါတယ်ရှင်ညောင်မြို့ဇီးလေးကိုကားပေါ်ကနေရသလောက်ရိုက်ထားတာဖြစ်ပါတယ် ောင်ကြီးပေါ်ကတောင်ကြီးမြို့ကိုပြပြလေးမြင်နေရပါပြီ။တောင်ဆက်တက်ပါပြီ။တောင်ကြီးကအတက်လန်းနဲ့အစင်းလန်းဆိုပြီးတော့တသက်စီရှိပါသေးတဲ့။ငငယ်ကတော့တခါရောက်ခုပြင်မဲ့အသက်9နှစ်နဲ့လောက်ဆိုတော့မှတ်ညံနေမှမရှိတော့ပါဘူး။အခုမှဆိုင်အောင်ဘူးတာလို့ပဲပြောမှာပေါ့နော်။အများကြီးစိတ်လွှမ်းရှာမိပါတယ်။ နက်9နိုင်လောက်မှာတော့တောင်ကြီးမြို့ကိုရောက်ပါတယ်။ကျမတို့စီလာတဲ့မြင်းမြတ်တော်ဝင်ကားလေးကတောင်ကြီးမြို့မှာစီးမှာပဲကိတ်ဆုံးပါတယ်။ဒီကနေပြီးတော့တဲတဲ့နေရာကိုဆိုင်ကယ်ကယ်ရီငှားသွားလို့ရပါတယ်။ဒါပေမဲ့ကျမတို့ကဈေးထဲကိုကြည့်ကျင်တာမို့လမ်းလျှောက်ပြီးပဲသွားခဲ့ပါတယ်။ တင်းမဲ့နေရာကိုရောက်ပါပြီခန်းတမ်းမရသေးလို့စောင့်ရပါတယ်ဆတနိုင်တော့မှာတော့အခန့်ရပါတယ်အထုပ်တွေနေရာကြီးချပြီးတော့မနာတော့ဘင်းနဲ့ပြန်ထွက်ခေကြပါတယ်ကူကတော့တောင်ကြီးမြို့ရောက်ရင်မသွားမဖြစ်ရွှေဖုံးဝင်ဖရာကိုတောက်ဖို့မလိုပါဒါတော့တောင်ကြီးမြို့တစ်မြို့လုံးကို မြင်ရတဲ့ CCTV ဖြစ်ပါတယ်။ ရှေဘုံဝင်ဖျားကနေနည်းနည်းလောက်ဆင်းသွားရင်ဗဒမြားကိုရောက်ပါတယ် နောက်ထပ်ပြုကြည့်လို့ကောင်းမယ်ရှင်မတော်ဖျားကိုသွားပါမယ်ရနေကြီးရဲ့ရှုခင်းနေရာလည်းအရင်ပဲလှပါရယ်။ထောင်ကြီးမျိုးပြပွဲလုံးမဲ့အဝေယာခွင့်ကြီးကိုလည်းလက်မြင်ရပါရယ်။ပွဲတော်ရကြရင်ဒီကနေကြည့်ရင်လည်းတော်တော်မိုက်မယ်နော်။ ရှေးဖုံးဝေဖရာကအစဉ်အရန်လာတဲ့တာမွန်လန်းကလေးရာတနေရာဖြစ်ပါတယ်။ တောင်ပေါ်ကအစဉ်ဆူလာမတိဖျားကိုကောက်ခုပါပဲမတိတာနော် ။ဆူနာမီဖျားကအပြင်တဲတဲ့နေရာမှာပဲအဆင်ပြေတာစားပြီးတော့ခဏနားခဲ့ကြပါတယ်။ခုချိန်ကတော့၄နာရီ56မိနစ်လောက်တော့ရှိပါပြီ။ကော်ဖီတက်တော့ပါမယ်။ပြီးရင်တော့တောင်ကြီးမြို့ရဲကိုပတ်ကြည့်ပါမယ်။ ိုက်တွေလည်းမရှိတန်ရှင်းတည့်ရပြီးတော့လမ်းနေရာလေးအနည်းငယ်လေးဝင်နေလမ်းထိပ်ထွက်လိုက်တာနဲ့ရှုံးလေးတွေကလည်းအရင်ကနေကျင်ကြလိနော်နေရာလေးကကုန်းနဲ့နဲ့မဲ့လို့ဆိုင်ကနဲ့မစင်းရဲလို့လမ်းလျှောက်ပြီးပြတော့ရလဲပါတယ်။ပြန်တော့တော်လဲတော်တော်လေးတက်ရပါတယ်။ တောင်ကြီးမှနေရင်လေးချိန်ခံတကူတကလောက်ဆရာမလို့ဈေးသွားရင်းနဲ့ဝေးကကြာနေတော့ပြီ မျိုးရဲ့ညနေခင်းလေးရာစီထားလိုက်တာနော်ဟိုဒီပတ်ကြည့်ရင်လည်းဗိုက်ဆာလာလို့ညစီတန်းနဲ့မှမိုးသွားစားပါမယ်။ဒီတောင်ကြီးညစီတန်းကညနေခုနှစ်ချိန်ကနေပြီးတော့ည7:00လောက်ထိဆိုင်လေးရှိတတ်ပါတယ်တဲ့။ န်ဒီရအများကြီးဆိုတော့ဘယ်မှာစားရမှန်းမသိရေးချေရခက်နေပါပြီနောက်ဆုံးတော့ချက်ကင်ဝက်ဥချောင်းကင်နဲ့နည်းဆက်ဆောင်နေတဲ့ဒီဆိုင်လေးပါပဲစားလိုက်ပါတယ် လက်ဖြင့်လွယ်မန်းတောင်တက်ရမှာမို့လို့မတွေ့ရကြပြီဖြစ်တဲ့တောင်ကြီးရဲ့တငယ်ချင်းနဲ့ခဏတွေ့ပြီးတော့ဆော့ဆော့ပဲပြန်လာခဲ့ကြပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲပြီးပါပြီ။ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်တော့ like and subscribe လုပ်ခဲ့လို့မမေ့နဲ့နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်။တတား။